အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့တင်ဆက်ပေးလို့တဲ့အကြောင်းအရာလေးကတော့မြန်မာမှန်ရင်ပုဂံကိုရောက်ဖူးရမယ်လို့တောင်ကြိုးစမတ်ပြုရတဲ့အထိမြန်မာရင်ကျဲမှုအမွေအနှစ်များနဲ့ပြည့်နှက်လျက်ယနေ့တိုင်းတရှိနေဆဲဖြစ်တဲ့မြန်မာတို့ရဲ့ရင်ထဲအသေးထဲမှာအစင်သာဝရအမြဲတရှိနေမယ်မြန်မာနိုင်ငံရဲ့ချေဟောင်းမြို့တော်ပုဂံအကြောင်းကိုမျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါရင်ဟုတ်ကဲ့ပါမိတ်ဆွေများအားလုံးလည်းစိတ်ဝင်စားသိရှိကြင်ကြလိမ့်မယ်လို့ထင်ပါရင်ကြည့်ဒါဆိုရင်အားလုံးသိကြနေကြတဲ့မြန်မာနိုင်ငံရဲ့ချေဟောင်းမြို့တော်ပုဂံအကြောင်းအစီအစဉ်လေးကိုအခုပဲ စတင်လိုက်ပါတော့မယ်ခင်ဗျာမြန်မာနိုင်ငံရဲ့ချေဟောင်းမြို့တော်ပကံပကံကိုမြမယင်ကျဲမှုရဲ့ပကတ်လို့သဘောထားကြပါတယ်။အိန္ဒိယဆန်တဲ့ဘိသူကဇေဒီပထိုးရင်နဲ့ထင်ရှားတဲ့ပကံဟာမြမတမိုင်းမှာကန်ဝင်ခေကြီးတစ်ခေထွန်ကားခဲ့တဲ့ကာလကိုပြန်ပြီးအမှတ်ရစေတဲ့မြို့ဟောင်းကြီးဖြစ်ပါတယ်။အီတလီလူမျိုးတွေအတွက်ရောမ ဂရိအတွက်အေသင်ခမာလူမျိုးတွေအတွက်အန်ကာဂျပန်တွေအတွက်နာရာနဲ့ဂျိုတိုအင်ဒိုနီးရှားနဲ့မလေးကျွန်းဆွယ်အတွက်ဒေဝိဝီဇီယာနိုင်ငံနဲ့ရုပ်ပြယဉ်ကျေးမှုတွေဟာကန်နဝင်ခေတ်ကြီးတွေဖြစ်ကြပါရင်မြန်မာနိုင်ငံသားတွေအတွက်တရိတ်ခတိယာတထုံနဲ့ဝီတာလီအစရှိတဲ့ရှေးဟောင်းနိုင်ငံတွေရှိခဲ့ပေမယ့်ဒူဒန်နဲ့အများဆုံးကြံခဲ့တဲ့ရှေးဟောင်းနယ်မြေကတော့ပကံပဲဖြစ်ပါရင် ဘကိုးအင်းဝအမရပူရာနဲ့မန္တလေးစားတဲ့နောက်ပိုင်းတည်တဲ့မြို့တော်တွေမှာလည်းပကံလိုဒုထည်ကြီးတဲ့အဆောက်အအုံများများမရှိခဲ့ပဲပကံဒီဝရှင်နိုင်တဲ့မြောက်ဦးမှာတော့ပကံလိုဖျားစီတီအရေးအထွတ်မပေါ်များပါဘူးနောက်ပြီးပကံရဲ့အုတ်ချုပ်ရေးဘာသာရေးလူမှုရေးစာပေနဲ့ရင်ကျေးမှုတွေဟာနောက်ဆက်ခက်နဲ့မြန်မာမင်းဆက်တွေနဲ့မွန်ရခိုင်မင်းဆက်တွေအထွတ်အခြေခံလိုဖြစ်လာခဲ့ပါတယ်ဒါမှလည်းပကံအကြောင်းလူများသိတာနဲ့ပညာရှင်တွေလက်ခံထားတဲ့ကြားမှာကွာခြားချက်တွေရှိနေပါသေးတယ် ဒါကြောင့်လည်းပကံရာဇဝင်ကိုဒုတ်တန်းဓာတ်ထမ်းပြီးပြောရတယ်လို့ဆိုရိုးရှိခဲ့ပါရင်ပကံမင်းဆက်အငင်းပွားမှုပကံပြည်ကိုဒမိုဒရက်စ်မင်းကနေစောမွန်နေ့အထိမင်းမောင်း55ဆက်အုပ်ဆိုးခဲ့တယ်လို့မြမရာဇဝင်တွေကရေးခဲ့ကြပါရင်ဒါမဲ့ကြောက်စာအထောက်ထားရတွေ့ရတဲ့မင်းဆက်တွေထဲမှာတော့အနော်ရထားရှေးကစောယဟန်းနဲ့ကြောင်ဖြူဆိုတဲ့ဘရင်နှစ်ပါးကိုပဲတွေ့ရပါရင် နောက်ပြီးမင်းရဲ့နရသင်္ခမင်းဟာလဲကျောက်စာအထောက်အထားရမရှိပဲနရသင်္ခဥစ္စာနာနဲ့မင်းရန်ဆိုတဲ့နောက်ပိုင်းမင်းတပားအမိကိုပေါင်းဆက်ထားတယ်လို့ယူဆကြပါရင်ပကံမြို့အဝင်းမှာရှိတဲ့တာရပါတကားနဲ့မြို့ရိုးကိုအေဒီ900စုကပြင်ပြမင်းတည်တယ်လို့ရေးစမှတ်ရှိခဲ့ပေမဲ့နောက်ပိုင်းတူဖောက်မှုတွေအရမွန်ဂိုမဝင်ပြီး700စုကမှတိဆောက်တာလို့တွေ့ရကြောင်းဒေါက်တာတန်ထွန်းအဆရှိတဲ့သမိုင်းပညာရှင်တွေကရေးသားပါရင်ရုံလှော့ကျွန်း ။တိရိပစ္စယဖွာစောအစရှိတဲ့အရက်တွေမှာတီးခဲ့တယ်ဆိုတော့ဗကံမြူဟောင်းတွေဒုဖော်မှုလဲတေချာမဆောင်ရက်ရသေးပါဘူး။ဗကံဟာပြူကာမပြူရွာဆိုတဲ့ဇကားကလာတယ်ဆိုသလိုပြူရဲတီထောင်ထားတာလို့ပဲတမိုင်းပညာရှင်ဒေါက်တာတိုးလာကဆိုထားပါရင်။နောက်ထပ်ဝင်လာတဲ့လူမျိုးအနွယ်ချင်းစင်နဲ့မြမာရီနဲ့ရောရှက်သွားတဲ့အတွက်ပြူရီဟာမြမာဖြစ်သွားပြီးဒါဟာလည်းဥရောပနဲ့တခြားနိုင်ငံတွေမှာလူမျိုးတွေပေါင်းသွားတဲ့ပုံစံမျိုးဖြစ်တယ်လို့ဆိုထားပါရင် ပြီးတော့အရှိတ်ယူနန်နယ်မှာရှိတဲ့နန်ချောင်းနိုင်ငံရဲ့ဩဇာလွှမ်းမိုးမှုရှိလို့ပြူစောတီထီမင်းရင်ရင်းမင်းပိုင်ပိုက်တေလဲတေလဲချောင်းနဲ့ကြောင်တူရစ်လို့အဖာအမီနောက်ကဆက်တဲ့နမဲပေးမှုကိုမြန်မာရာဇဝင်တွေမှာတွေ့ရတာဖြစ်ပါတယ်အခုထိတရုတ်နယ်စပ်ကကချင်အနယ်ရဝမ်လိုလူမျိုးအချို့မှာအဖာနမဲကိုနောက်ကဆက်တဲ့အမီပေးမှုမျိုးရှိသေးတယ်လို့လည်းဒေါက်တာတိုးလာကပြောပါတယ်နောက်ပြီးပကံဟာအနုရုဒ္ဓခေါ်အနောယထလက်ထမနိုင်ငံကြီးအဆင့်ကိုရောက်လာပြီးဘကုတနင်္သာရီအစရှိတဲ့ ပင်လယ်ဘက်ကိုချဲ့ထွင်းနိုင်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီခက်ကစားပြီးအထောက်ထားမှတ်တမ်းတွေလည်းအသေးချာစတွေ့လာပါတယ်။ဒါကြောင့်အနော်ယထာမင်းမတိုင်ခင်ကမင်းတွေဟာပြည်ကိုပိုင်တဲ့မင်းအဆင့်လောက်ပဲရှိပြီးအနော်ယထာနောက်ပိုင်းမှနိုင်ငံကိုအုပ်စိုးတဲ့မင်းကြီးအဆင့်ကိုရောက်လာတာဖြစ်ပါတယ်။အနော်ယထာနဲ့အတူကျန်စစ်သားအလောင်းစီသူခေါ်ပထမစီသူအစရှိတဲ့ဘရင်တွေကိုမြမာရီအခုထိတိကျသေးတယ်လို့ဗကံပြတ်ချိန်မှာဘရင်ဖြစ်တဲ့နရတိဟပတိကိုလည်းတရုတ်ပြင်းပြင်းအဖြစ်လူပြောများကြပါရဲ့။ ပကံယာတိဥတုပကံမာဖျားရီတီလို့တော်ပြုံပြီးယာတိဥတုပူပြင်းတယ်လို့ပြောကြပြီမယ်ရခိုင်ယုံမအရှိမိုးကွယ်ရမရှိတဲ့ပကံဒေတာဟာအစင်လာအပြင်ပူပြင်းတဲ့ဒေတာဖြစ်တယ်လို့ပညာရှင်တွေကယူဆထားပါတယ်ဒါမှမဟုတ်ကြောက်စဲမင်းဘူးနဲ့မန္တလေးဒေတာကပို့တဲ့စံရေးစဘာကိုအမိပြုပြီးနိုင်ငံထူထောင်ခဲ့တာဖြစ်တယ်လို့လည်းမြန်မာသမိုင်းအဖွဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာတိုးလာကဆိုထားပါတယ်အနော်ယထာခေနိုင်ငံချဲ့ထွန်းတာဟာခရီးထွက်ရင်းတစ္ဆာပေးပြီးမြို့ရွာတူတူလေးတွေမှာလူသူစီရောက်တဲ့ပုံစံပုံများတယ်လို့လည်းသူကပြောပါရင် ခြောက်သွေးတဲ့အညာဒေတာကဘေးပတ်လေကိုချဲ့ထွင်းရင်အင်အားကြီးလာတဲ့မြန်မာတွေဟာပုဂံခေတ်ကစားလို့လူအများစုပုံစံဖြစ်လာပါရင်ဒါမှမဟုတ်တောင်ပေါ်နဲ့ကံယူတန်းဒေတာတွေမှာမြန်မာတွေရွှေပြောင်းအခြေချတာကတော့ရာစုတစ်စုနှစ်စုလောက်ပဲရှိပါသေးတယ်။ရှမ်းနဲ့ရခိုင်ရှမ်းရုံးတွေမရောစိန်တော့ငါခံမျိုး43မျိုးကိုအရှိတ်ဘက်တလွားမှာ အနော်ယထာတီးခဲ့တယ်ဆိုတာကလည်းဒရာယဝတီမွန်နိုင်ငံကိုထိုင်းခေါ်ရှမ်းလူမျိုးတွေတိမ့်ပိုက်သွားတာမျိုးရှိခဲ့တဲ့အတွက်အနော်ယထာနဲ့ပုဂံမင်းတွေရဲ့စိုးရိမ်မှုရှိနိုင်ပါတယ်။ရှမ်းလွှမ်းမိုးမှုကိုတကယ်ကြုံတွေ့ရတာကတော့ပုဂံနောက်ပိုင်းတီထောင်တဲ့မင်းဆက်တွေဖြစ်ပါတယ်။ဘရင်တော်မတိုင်ခင်အညာမမင်းပြုတဲ့ဇကိုင်းအင်းဝါကဘရင်တွေဟာမိုးကောင်မိုးညင်းအုံပေါင်တီဘောအစရှိတဲ့ရှမ်းမင်းတွေရဲ့ဩဇာကိုမလှန်နိုင်အောင် ဖြစ်ခဲ့ပြီးမော်ပါနရတ်သူဆိုတဲ့အမည်နဲ့ဘရင်ရှိခဲ့သလိုတူဟန်ဘွားမိုးညင်းစလုံးနဲ့အုံပေါင်ခုံမိုင်းတို့အင်းဝါမှာ မင်းပြုခဲ့ကြပါရင်အဲ့ရှမ်းမင်းတွေဟာမြမယဉ်ကျေးမှုကိုလက်ခံသူများတဲ့အတွက်မြမပြည်ကထိုင်းမာလို့ရှမ်းပြည်ဖြစ်မသွားခဲ့တာကိုတွေ့ရပါရင်ရခိုင်နဲ့မြမဆက်ဆံရေးကလည်းစုနတ်တမဝမဟာတမဝတကောင်းမင်းဆက်ကဆင်းသက်တယ်လို့ရေးသားခဲ့ကြတယ်လို့ပြုခိကလေးကအဆက်အဆံရှိခဲ့ပြီးဗကန်ခက်မှာလည်းအလောင်းစီသူကိုနန်းလျာတောင်းနေဆိုတဲ့ရာဇဝင်အစိုးအတိုင်းဗကန်ရဲ့လွှမ်းမိုးမှုရခိုင်မှာရှိခဲ့ပုံရပါရင်တထုံအနော်ရထားတိုက်တယ်ဆိုတဲ့တထုံဟာထိုင်းမှာရှိတဲ့ နှခုံပထုံဖြစ်နိုင်တယ်လို့ယူဆသူတွေရှိတယ်လို့တကယ်တိုက်မတိုက်အငင်းပွားကြတာလည်းရှိပါရင်ပင်လယ်ထွက်ပေါက်အတွက်မြမရီတောင်ဖက်ချေတာဟာဘင်းတော်လက်ထက်မှတနက်ရဖို့ပကူးကိုတိန်းနာမျိုးတွေဖြစ်လာတယ်လို့ဒေါက်တာတိုးလာကယူဆထားပါရင်မိုးများတဲ့အောက်ပိုင်းမှာမနေနိုင်လို့အနောက်ဘက်လွန်မင်းနောက်ပိုင်းမြမပြင်းတွေအညာမှာပြန်နှမ်းဆိုင်ခဲ့တာဖြစ်ပြီးဘိုးတော်ဖျားခေနောက်ပိုင်းမိုးခေါမှုတွေနဲ့ကိုလိုနီခေမှာလက်တက်တီမှုတွေကြောင့်အညာကနေအောက်ပိုင်းကိုမြမရီရွှေ့ပြောင်းလာတာဖြစ်ပါရင်ပကံစီတီပထိုးများ ပကံဒေသမှာတွေ့ရတဲ့ဖျားစီရီကြီးတွေပုံစံမျိုးကိုပကံပြက်ပြီးနောက်ပိုင်းမှာတိစောက်နိုင်တာမရှိသလောက်ဖြစ်သွားပါရင်အထူးသဖြင့်ကလက်ချောင်းခေါ်အုတ်တိုင်းနှစ်ထက်သုံးထက်အစင်းစင်းနဲ့တည်တဲ့ဖျားကြီးတွေဖြစ်ပါရင်ပကံထုံကားစင်ကအိန္ဒိယကပိတုကလက်သမားတွေကိုခေါ်ယူတိစောက်ခဲ့လို့ဒီလိုထူကြတဲ့လက်ရာတွေကိုတွေ့ရတာလို့ဒေါက်တာတိုးလာကဆိုပါရင်ဒါနဲ့ပကံမှာနေတဲ့မြန်မာပြည်ကဒီလက်ရာပုံစံတွေကိုမြန်မာဆန်အောင်နီးယူပြီးပကံနောက်ပိုင်းကာလတွေမှာတိစောက်တာတွေရှိခဲ့တယ်လို့လည်းဆိုထားပါရင်ပကံပြက်ပြီးနောက်ပိုင်းမှာတော့ ပကံလိုကြီးကျယ်တဲ့ကြောင်ကံဖျားတွေကိုအားပေးချင်းမြနိုင်တဲ့သူတွေမရှိတော့တဲ့အတွက်ပကံခစ်လိုခန်းထားတဲ့ပြည်သူကားတွေအတွေ့ရနေသွားပါရင်ရခိုင်ပြည်မြောက်ဦးကအိန္ဒိယဆန်တဲ့ဖျားပထိုးကြီးတွေအပြင်ဘကိုးဟန်တာဝရီကဇေဒီကြီးတွေတကုံခေါ်ရန်ကုန်ကရွှေတကုံကိုမွန်မင်းတွေညံတော်မြင့်နာနဲ့မင်းကုန်ပထိုးတော်ကြီးလိုဇေဒီကိုဘိုးတော်ဖျားကတီတာမျိုးလောက်ပဲနောက်ပိုင်းခင်မှာတွေ့ရပါရင်နောက်ပြီးပကံမှာနောက်ကာလမင်းတွေကလည်းဇေဒီတွေတီတာတွေရှိခဲ့တဲ့အတွက်ထဝါလောက်ကနှောင်းလက်ရာတွေဖြစ်တယ်လို့လဲဒေါက်တာတိုးလာကပြောပါရင် ကံရဲ့ထင်ရှားတဲ့ဇေဒီပထိုးတွေထဲမှာအာနန္ဒာတပညုဓမယန်ကြီးနဲ့ရွှေစည်းကောင်းအဆရှိတဲ့ဇေဒီတွေပါဝင်ပါရင်လဲဝင်ရိုးတန်တညာညာဆိုတဲ့အတိုင်းပကံဇေဒီပထိုးအရေးအတွက်ကလည်းပြောစမှတ်ဖြစ်အောင်များပြပါရင်ကေဆဆတေချာထိမ့်သိမ့်မှုမရှိခဲ့ပေမယ့်ကနေ့အထိနှစ်တထောင်ဒီပါတင်ကြံခဲ့တဲ့ဖျားဇေဒီတွေကြောင့်ပကံဟောင်းဖျားမျိုးကြီးအဖြစ်မြမပြီကဂုံယူစရာဖြစ်ခဲ့ပါရင် အစောဆုံးမြန်မာကြောက်စာလို့လူသိများခဲ့တဲ့ဗကံမြင်းကပါကအေဒီ၁၂ရာစုဥယျာဉ်ထိုးတဲ့မြာစီဒီကြောက်စာကိုလည်း UNESCO ရဲ့ကမ္ဘာအမွေအနှစ်အဖြစ်၂၀၁၅ခုနှစ်ကစာရင်းသွင်းခဲ့တယ်လို့ရွှေစည်းခုံကဘရင်တော်ခေါင်းလောင်းကိုလည်း၂၀၁၉ခုနှစ်မှာအမွေအနှစ်စာရင်းသွင်းခဲ့ပါရင်ဗကံကဗုဒ္ဓဘာသာဗကံမှာထေရဝါဒရောမဟာယာနပါအတူထွန်းကားခဲ့တယ်လို့ပညာရှင်တွေကသုံးသပ်ထားပါရင်ဒါကြောင့်မဟာယာနပုံစံဖျားလောင်းကိုးကွယ်မှုလက်ရာဆင်းထုတော်တွေအများအပြားဗကံမှာကျန်ရစ်ခဲ့ပါရင် နောက်ပြီးအရေးကြီးလို့ခေါ်တဲ့တော်မီဖုန်ကြီးတွေဟာတရုတ်ပြည်ကရဟန်းတွေလိုပဲစုံမခံပဲလေပိုင်းရပိုင်းနဲ့စိုက်ပျိုးနေထိုင်တဲ့ရဟန်းတွေဖြစ်လိမ့်မယ်လို့လည်းဒေါက်တာတိုးလာကပြောပါရင်။ဒါကြောင့်ပကံမှာတာသနိကပိုင်းအဖြစ်လှူခဲ့တဲ့လယ်မြေအရေးအတွက်အများပြားရှိခဲ့တာပါ။ပကံကျောက်စာတွေအရာလဲဖုန်ကြီးနဲ့တကားတွေအလူအောင်ပွဲပုံစံတေးသားတောက်စားတာတွေရှိခဲ့ပါရင်။အခုထိလဲအညာဒေတာမှာရဟန်းကြီးကြိုက်အဖြစ်မုံမတိန်မီကြိုက်တဲ့ထရေချိုကိုတန်ဃာရီဟာတုံးဆောင်တာမျိုးရှိပါသေးတယ်။ တခါပကံကိုတထုံကပြိတ္တကတ်တွေပင်ဆောင်လာမှထေရဝါဒသာသနာထွန်းကားရဲဆိုပေမဲ့ပကံမတိုင်းပြီးပြုခိကလေးကဗုဒ္ဓဘာသာနှမျိုးစလုံးရှိခဲ့တယ်လို့လည်းသိရပါတယ်။နောက်ပိုင်းမှာထေရဝါဒလွမ်းမိုးမှုများလာတဲ့အတွက်အကြီးရဟန်းတွေကိုနှိမ်ချတဲ့အရေးသားတွေတွေ့လာခဲ့ရတာဖြစ်ပါတယ်။အကြီးအွယ်ဝင်ပွဲကြောင်းဘုန်းကြီးတွေကိုကောင်းမောင်ခေထိတွေ့ရပြီးရှမ်းနဲ့မြောက်ပိုင်းတောင်ကုန်းတွေမှာမာယနာပုံစံမြင်းစီးတဲ့ဘုန်းတော်ကြီးတွေယခုထိရှိတာကိုတွေ့ရပါတယ်။အကြီးရဟန်းကိုကိုွယ်မှုကိုယနေ့ထိတိုင်တွေ့နိုင်တာကအလောင်းတော်ကတ္တဖ ကိုးကွယ်မှုဖြစ်ပြီးဖျားလောင်းအဖြစ်အရင်းမြစ်တယောက်ကိုးကွယ်မှုလဲကြံရှိပါရင်တာမန်လူအများစုမှာယုံကြည်မှုအဖြစ်ကိုးကွယ်တာဖြစ်ပြီးထေရဝါဒနဲ့မဟာယာနကွဲပြားမှုကိုတတိမထားမိတတ်ကြဘူးလို့လဲဒေါက်တာတိုလာကသုံးသပ်ပါရင်ဗကံဝတ်စားဆင်ရင်မှုဗကံခေတ်ဟာအိန္ဒိယယဉ်ကျေးမှုလွှမ်းမိုးမှုကိုအများဆုံးတွေ့ရတဲ့ခေတ်ဖြစ်တဲ့အတွက်အိန္ဒိယပုံစံအဝေးအစားနဲ့ပြီးသူကပကြီးပပုယဉ်ကျေးမှုတွေထွန်ကားပါရင် ကမ္ဘောဒီးယားနဲ့အင်ဒိုနီးရှားမလေးကျွန်းစော်တွေမှာလည်းဒီလိုအိန္ဒိယပုံစံယဉ်ကျေးမှုတွေထွန်းကားခဲ့ပြီးအန်ကာဝတ်ဘောရဘုဒ္ဓအစရှိတဲ့ဘုရားကြီးတွေမှာထွန်းထုထားခဲ့တဲ့ရုပ်ကြွတွေမှာအိန္ဒိယပုံစံဗကန်နဲ့ဆင်တဲ့ဝစ်စားစင်ရင်မှုကိုမြင်တွေ့နိုင်ပါတယ်။ဗကန်ခေတ်ကနန်းတော်အိမ်တွေမှာအဝတ်ချုပ်တဲ့အဖြစ်အိန္ဒိယလူမျိုးတွေကိုခန့်အပ်ထားခဲ့လို့ဒီလိုလွှမ်းမိုးမှုကိုတွေ့ရတာလို့ဒေါက်တာတိုးလာကထောက်ပြထားပါတယ်။ ပကံမူမတ်တွေကအိန္ဒိယပုံစံစံမုတ်စိတ်ထားသလိုပကံသူတွေကလည်းနှစ်ဖူးမှာမန်ကူကွက်တူပြီးဂါဝင်လိုခါစီရတဲ့အိတ်ရှုံထမိန်တွေဝစ်ဆင်ကြတယ်လို့ရွှေကန်းသားရဲ့စင်ရင်ထုံးဖွဲ့မှုအကြံကရေးသားထားပါတယ်။နောက်ပြီးပကံမှာရဟန်းတော်တွေများလွန်းလို့လူထွက်အောင်နရသူမင်းလက်ထက်ကရင်ခွဲအင်ဂျင်နဲ့ရှေခွဲထမိန်ကိုထွင်ပြီးကာချီတဲတွေကိုဝစ်ဆေခဲ့တယ်လို့လည်းအဆိုရှိခဲ့ပါတယ်။အဲဒီအင်ဂျင်ထမိန်တွေဟာမြမရွေးရဝစ်ဆောင်အဖြစ်မန္တလေးခေတ်အထိတည်ရှိခဲ့ပါတယ်။ ပကံနောက်ပိုင်းမှာတော့ရှမ်းနဲ့တရုတ်ဩဇာပုံဝင်လာတဲ့အတွက်ဝင်းကြီးဝက်လုံးနဲ့မင်းမျိုးတွေဝစ်စင်တဲ့အဝတ်အစားတွေမှာတရုတ်ပုံစံအင်ဂျီရှေတွေတွေ့လာရပါတယ်။မြန်မာပြည်တောင်ပေါ်ကဆင်းလာချိန်မှာဗမေဝစ်ခဲ့ပြီးအိန္ဒိယနဲ့ထိတွေ့မှုရချိန်ကစလို့ဒိုဒီပုံစံလုံကွင်းကိုပြောင်းဝစ်လာကြတယ်လို့လည်းဒေါက်တာတန်းထွန်းကရေးခဲ့ပါတယ်။ပကံပြည်ကိုမွန်ဂိုဝင်တိုက်ပြီးတဲ့နောက်နိုင်ငံရေးအာဏာပဟိုချက်ကကြာဆင်းသွားခဲ့ပေမယ့်ပကံရဲ့ခံနာမှုကိုတော့နောက်ပိုင်းမင်းဆက်တွေကစပီးအတိအမှတ်ပြုခဲ့ကြပါသေးတယ်။ ဒါကြောင့်ကိုမောင် KIT ဘရင်တွေအောက်ပြည်ဆုံးချိန်မှာပုဂံဖျားပထိုးတွေကိုရှ िख ိုးတာပြည်ပြင်းမွမ်းမံတာတွေရှိခဲ့ပါတယ်။ဒီလိုပြည်ပြင်းလို့ပုဂံရဲ့မူလလက်ရာတွေပျောက်ပြတ်သွားတာလည်းရှိခဲ့ပါတယ်။ပုဂံအနီးဝန်းကျင်ကမြို့တွေမှာတော့ပုဂံကိကခန့်အပ်ခဲ့တဲ့မြို့တကြီးမျိုးတွေအစမပြတ်အုပ်ချုပ်ခဲ့ပြီးဒီတဲကဆလေမြို့တကြီးမျိုးဥပုံညာနဲ့ကြောက်ပတောင်းတကြီးမျိုးဒဂုံခင်ခင်လေးတို့ဟာထင်ရှားပါတယ်။ပကံကိကစာပေထွန်းကားခဲ့တဲ့မြမစာပေနဲ့မြမတက္ကရစ်တွေကိုလည်းအခုချိန်ထိတုံးဆွဲနေကြဆဲဖြစ်ပါရင် အနာဂျထာခက်ကပေါ်ထွန်းခဲ့တယ်ဆိုတဲ့ရာဇဝင်လာသူရဲကောင်း၄ယောက်အကြောင်းကိုတော့ခင်မျိုးချစ်ကအင်္ဂလိပ်လိုရေးပြီးတော်ရာဆွေကဗကန်သူရဲကောင်းများအဖြစ်ပြန်ဆိုခဲ့ပါတယ်ဒုတိယကမ္ဘာစစ်မဖြစ်ခင်1936ခုနှစ်ကဆရာဇော်ကြီးရေးဆက်ခဲ့တဲ့မောင်တို့ကြားကုန်လော့မဲတို့ကြားကုန်လော့အစချီတဲ့ရဲခက်ဗကန်ပြည်ကပြားကိုလွတ်လပ်ရေးလုံးစော်တဲ့ကပြားလို့ယူဆကြတယ်လို့ဗကန်ရဲ့ခံနာမှုကိုပြန်လည်တန်းထားရင်းခစ်တဲ့မြန်မာပြည်ကိုတီထောင်ဖို့တိုက်တွန်းတဲ့လက်ရာလိုလဲတမ်းမှတ်ခဲ့ကြပါရင်ဟုတ်ကဲ့ပါခင်ဗျာ အခုတင်ဆက်ပေးခဲ့တာကတော့ BBC မြန်မာပိုင်းအစီအစဉ်မှဖော်ပြထားတဲ့မြန်မာနိုင်ငံဤရှေးဟောင်းမြို့တော်ပကန်းဆိုတဲ့ဆောင်းပါအားထက်ဆင့်ပြန်လည်၍မျှဝေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရင်မြန်မာပြည်သူပြည်သားအပေါင်းဗိဗရီဝေးကွာပြီးဆင်းရဲခြင်းကင်ကြပါစေ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူမင်းသူပဲဖြစ်ပါရစ်ခင်ဗျာ။